ဓာတ်ပေါ်တွေထောက်တဲ့အချိန်မှာဓာတ်ပေါ်တွေကဘင်တန်အောင်ပြနေရတော့ပေါ့လိုက်ပြီးတော့ထောက်ရတာမျိုးရှိရနောက်ဘွားတွေထွားနေဖောက်ရတာရှိရခက်ခက်ခဲနဲ့ထောက်ရတာများတာပေါ့နော်အရန်ဝမ်းနေရတယ်ပေါ့နော်အဘိဓကတော့အများကြီးပြောခဲ့ပါတယ်ကိုယ်အတန်းနဲ့ရင်ပြီးတော့သူတို့ဓာတ်ပေါ်တွေကိုထောက်ခဲ့ပြီးခဲ့တယ်သူတို့တော့ထပ်တူထပ်မြဝမ်းနေပါလေလို့အဲ့ဒါပြောချင်ပါတချို့ဟာတွေကျတော့ညှက်နေရတို့ဂျာမန်အဲ့ဒီအဲ့ကြက်တဲ့အောက်တွေလေပြိနေတချို့ကြမ်းမြင့်နေကျင်းတဲ့နေရာဝင်နေချင်းညာတခါလေးမလင်းအသေးစားလေးလှုပ်တာတွေပါသေးပြတောင်းလာလာလာရောက်ထိုင်ဆောင်နေတယ်ပေါ့ ဒီတော့ကိုရီတက်နိုင်တဲ့ဘက်ကတတရားအနေနဲ့ဒီကိုညီကိုရီနဲ့အရာရှိများနဲ့တွတ်ဆောင်ရတော့လည်းအများကြီးဝမ်းသာပြီးပါတယ်။လွယ်ပြီပေါ့တလောက်တနေရနေပြီးတော့တို့ရဲတပ်ဖွဲ့အပောင်ပေါ့နော်ကျွန်တော်တို့ကာကွယ်ဝန်ကြီးဌာနကနေပြီးတော့မှကျွန်တော်တို့တက်မတော်သားတွေရဲ့အကူအညီတွေနဲ့ဒါဆောင်ရွက်တာဖြစ်ပါတယ်။အဲ့တော့ပြည်ပစံရနေစိတ်တင်ပါဆိုလို့ရှိရင်လေဒေတာကောကျွန်တော်တို့ကြီးတက်ပေါ့ပေါ့နော်။အားလုံးပေါင်းပြီးတော့မှဒါဆောင်ရွက်နေတာဖြစ်ပါတယ်။ ောက်ရှိနေကြတဲ့ပေးတဲ့ကြီးများအားလုံးမင်္ဂလာပါရှင်။ဒီမှာပဲ message ရှင်းနေမှာလှုပ်သွားတဲ့ငလီကြောင့်ဒီတွေ့ကြတာလည်းဒီခုံကြီးကြောင့်ပေါ့နော်။ဒီဘူတီတီမျိုးနဲ့မဟာစီခုံကြီးကြောင့်နဲ့မှာပြည့်စုံနေတဲ့ဒီတွေ့ကြသွားတဲ့အဆောက်အဦတွေကိုပြန်လည်ပြုပြင်နေတဲ့မျိုးကိုဒီစားလိုက်ကြမှာဖြစ်ပါတယ်။အခုဒီညနေ့ဒီလိုသွားရောက်ကြည့်ရှုရအောင်နော်။ခွန်ကြီးကြောင့်လည်းမှာပေါ့နော်။တွေ့ကြသွားတဲ့အဆောက်အဦတွေကိုဒီလိုတွေကနေပြီးမှတက်မော်သားတွေကဒီမှာလာရောက်ပြီးတော့ပြည့်ပြင်နေတာလေးတွေ့နေရရှင်။ဟောရမင်းညံ့ကြည့်အောင်နော်။မင်္ဂလာပါရှင်။ဟုတ်မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့။ ကဟိုဒီမှာပေါ့နော်အကိုတို့တွေဒီမှာလာပြီးတော့ဒီပြန်လဲထူထောင်ရေးလောအပ်ပြီးလုပ်နေတာဘယ်နည်းလောက်ရှိပြီလဲရှင်အဲ28နှစ်ကျော်ဒီဟိုငါပြင်ရပြင်ကလေးလောက်ခဲ့ပြီခင်ဗျာကျွန်တော်30နှစ်ဒီနှစ်လောက်ခင်ဗျာစတာပါခင်ဗျာကယ်ဆယ်ရေးတွေပြုလုပ်နေနေပေါ့နော်အကိုအနေနဲ့ဘယ်လိုမျိုးကြီးခံစားရလဲရှင်မြင်တွေ့ရတာလေပေါ့နော်ပြပြတောင်းလာလာရောက်ထမ်းဆောင်နေတယ်ပေါ့ ဒီတော့ကိုရီတက်နိုင်တဲ့ဘက်ကတတရားအနေနဲ့ဒီကိုညီကိုရီနဲ့အရာရှိများနဲ့တက်ဆောင်ရတော့အများကြီးဝမ်းသာမိပါတယ်လူရဲ့ပြေပေါ့တလောက်တနေရာနေပြီးတော့အတွက်ခုံလေးယူပါခင်ဗျကဲဆယ်ရေးတွေကအခုဒီတနေရာပဲလားရှင်တခြားနေရာတွေရောသွားလို့ဒီလားရှင်လောက်ပါတယ်ခင်ဗျကျောခွာနေပြီးတော့တကုံးမျိုးတို့ပြင်စပူတီတီတို့ပုပ်ဝတ်တီတီပြင်ကျောတီတီဟောဝင်တဲ့အရာပဲဒီပါတယ်တော့ပြီးတော့လက်ဆောင်ပေးခဲ့ပါတယ်ခင်ဗျ တော့ကလူမှုနိုင်ငံရေးနဲ့ပြည်လဲလျာခြားတဲ့ဝန်ကြီးဌာနဒီဘေးရနယ်ဆိုင်အစီအမံခန်းကောင်းမှုဦးစီးဌာနကဒုတိယညွှန်ကြားမှုချုပ်ဦးဝင်းရွှေပါခင်ဗျ။ဟုတ်ကဲ့ပါရှင်။အခုလိုမျိုးပေါ့နော်ဒီငနေဘေးမှာကြုံတွေ့နေရတဲ့အချိန်မှာလူမျိုးလူရန်တဲ့ပစ္စည်းတွေကိုပေါ့နော်အဲအဲ့လိုမျိုးပို့ပေးရဟာမှာဘယ်လိုမျိုးတွေစီစဉ်ဆောင်ရွက်နေလဲရှင်။အဲဒီအရာမှာကျွန်တော်ကဟိုပါနှစ်ပိုင်းရှိပါတယ်ခင်ဗျ။နော် ဒါပြည်ပနိုင်ငံများကလှူဒါန်းမှုပေါ့နော် ပြည်ပနိုင်ငံများကလှူဒါန်းမှုဆိုတဲ့အထဲမှာကျွန်တော်တို့ရန်ကုန်ပြည်ပဆိုင်လေစိတ်ကိုဆင်းသက်တာမျိုးပြီးလို့ရှိရင်ကျွန်တော်တို့နိုင်ငံဒီနေပြည်တော်မှာရှိတဲ့ပြည်ပဆိုင်လေစိတ်ကိုဆင်းသက်တာအဲ့တော့အဲ့ဒီမှာဆင်းတဲ့အချိန်မှာလေနေမှာကျွန်တော်တို့ပါတဲ့ပစ္စည်းများကိုဆင်းတဲ့ကြဆင်းပြုစုပါတယ်ပြုစုပြီးတော့မှကျွန်တော်တို့အဲ့ဒီအနေမှာတစ်ဆင့်ဒီနေပြည်တော်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီစပူတိတိခမ်းမပေးမှာကျွန်တော်တို့ပထမဆုံးဒါစုပုံပေါ့နော်အဲ့ဒီစုပုံကနေမှတစ်ဆင့်ကျွန်တော်တို့တိုင်းဒေသကြီး ပြည်နယ်ပေါ့နော်ငလင်မေးတန်တဲ့ပြည်နယ်များကိုဒါဆက်ပြီးတော့ပေးဖို့ပါထိုနည်းတူပဲရန်ကုန်မှာရှိတဲ့အဲကျွန်တော်တို့ဒီပြည်ဆိုင်ရာလေငွင်းကိုရောက်ရှိတဲ့ပစ္စည်းများကိုလည်းရန်ကုန်မှာတဆင့်ပေါ့နော်ကျွန်တော်တို့ဒီနေပြည်တော်နဲ့ဒီသက်ဆိုင်နဲ့ကျွန်တော်တို့ဟိုပါပေါ့နော်ငလင်မေးတန်တဲ့အဲမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးဒါတွေကိုဆက်ပြီးတော့မှပေးဖို့ကိုကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးပေါ့နော်လူတန်းပစ္စည်းတွေကဘယ်နည်းလောက်ရှိပြီလဲရှင်ဒီကိုရောက်တာရှင် ကျွန်တော်တို့ဒီဟွာကတော့ဒီ30ရင်းနေမှာเนาะ30နေမှာစပြီးရောက်ရှိတာပေါ့ရောက်ရှိပြီးတော့မှကျွန်တော်တို့ကိုလက်ရှိဒါအဲဟွာပေါ့ဖြန့်ခွဲတယ်အဲကျွန်တော်တို့ပြည်တော်စုနေမီနေပြီးတော့မှဆိုလို့ရှိရင်လည်းဒါဟွာပေါ့เนาะဟိုဝင်းကြီးဌာနများနေနော်ပြည်သူပြည်သားများဟောပေါ့เนาะဒါဘေးဒဏ်တင့်နေအဲ့အတွက်ကိုကျွန်တော်တို့ဖြန့်ခွဲဆောင်ရွက်တယ်လို့ပဲဒါ ဆက်လက်ပြီးတော့မှဒါမန္တလေးတိုင်းဒေသကြီးနဲ့စကမ်းတိုင်းဒေသကြီးမှာရှိတဲ့ဒီငလင်ပေးတံတဲ့ပြည်သူများတော့ဗောနဒါတွေကိုဆက်ပြီးတော့ပို့ဆောင်နေတာဖြစ်ပါတယ်ဒါ ው တော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲတပ်ဖွဲ့အပအောင်ဗောနကျွန်တော်တို့ကာကွယ်ဝင်ဌာနကနေပြီးတော့မှကျွန်တော်တို့တပ်မတော်သားတွေရဲ့အကူအညီတွေနဲ့ဒါဆောင်ရွက်တာဖြစ်ပါတယ်အဲ့တော့ပြည်ပဆိုင်ရာနေစိတ်တင်မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီဟောဗောကာကွယ် ဝန်ကြီးဌာနကဒေတာကိုကျွန်တော်တို့ကြီးတက်ပေါ့ဗောနော်အားလုံးပေါင်းပြီးတော့မှဒါဆောင်ရွက်နေတာဖြစ်ပါတယ်။တဘောဘေးရန်နေဆိုတော့ဒါငလင်ဘေးရန်နေဒီပို့ပြီးဆိုးတာပေါ့နော်ခမန်းခက်ခဲပါနဲ့ခမန်းခက်ခဲတဲ့ငလင်ဘေးရန်နေကိုကျွန်တော်တို့ဒီရင်ဆိုင်ခဲ့ရတာပေါ့နော်ရင်ဆိုင်ခဲ့ရတဲ့ထုံးနည်းလိုပဲ ပြင်းအားပေါ့နော်ပြင်းအားများတယ်အင်အားပြင်းထန်တဲ့မြင်းကလေးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါထိခိုက်သေဆုံးမှုတွေရှိခဲ့တယ်ပေါ့ရှိခဲ့တယ်ဒီဟာနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့နောင်မှာကြုံတွေ့လာလို့ရှိရင်ဒါထိခိုက်သေဆုံးမှုအနည်းဆုံးဖြစ်ဖို့အတွက်ကျွန်တော်တို့ပြည်သူတွေဒီဒီငလင်နဲ့ပတ်သက်ပြီးတော့မှဒီအသိပညာရှိဖို့ပေါ့နော်ဒီဟာလေးလူတွေဆိုတာတော့ဒါကျွန်တော်တို့ဟာဖြစ်ပါတယ် ကယ်ဆယ်ရေးလုပ်နေနေပေါ့နော်အကိုရေကြုံတွေ့ရတဲ့အခက်ခလေးလေးပြောကြပြပါဦးရှင်ခက်ခဲရတော့တချို့ဟာတွေကြတော့ညံ့နေတာတို့ဈာထဲမှာအဲ့ဒီတော့အဲ့ကြက်တဲ့အောက်တွေလေပြိနေတချို့ကြမ်းမြင့်နေကျင်းတဲ့နေရာတွေဝင်နေချင်းညာတခါလေးငလျင်အသေးစားလေးလှုပ်တာတွေပါအဲ့အဲ့ရောအဲ့ရောအနေရောရှိပါအဲ့ကြုံတွေ့ရတဲ့ခက်ခဲရတော့ဓာတ်ပေါ်တွေထုတ်တဲ့အချိန်မှာဓာတ်ပေါ်တွေကဘင်တန်အောင်ပြိနေရတော့ပေါ့အဲ့ဒါတော့ခက်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 ထုတ်ရတာပေါ့ခါကြလို့ရှိလို့ရှိရင်ဓာတ်ပေါ်တွေထုတ်ဖို့ဆိုလို့ရှိရင်ဟိုအောက်တိပေါ့လိုက်လိုက်ပြီးတော့ထုတ်ရတာမျိုးရှိရနောက်ဘောတွေဒေါ်ရီနဲ့ဖောက်ရတာရှိရ ုခက်ခက်ခဲနဲ့ထောက်ရတာများတာပေါ့နော်ကဲသေးလုံးနေတော့လိုရက်ခက်ခဲတော့မရှိပါဘူးဒီကတော့ပြည်သူလူထုတွေကဝိုင်းပြီးကူညီပေးတာရှိတယ်ပေါ့ဟိုရေဆိုလဲရေဟိုထမင်းဆိုလဲထမင်းပေါ့သူတို့တော့ကြတော့ဘယ်လိုလဲဆိုတော့အရန်ဝမ်းနေရတယ်ပေါ့နော်တချို့လူတွေကြီးရလို့ရှိရင်ကိုလည်းကိုမိသားစုဒီလိုတော့ဖြစ်သွားခဲ့ရင်ဆိုတဲ့အစိတ်လေးတော့ရှိတယ်ဒါပေမဲ့သူအားပေးစကားတော့အများကြီးပြောခဲ့ပါတယ်သူတို့တော့ကိုအတန်းနဲ့ရင်ပြီးတော့သူတို့ဓာတ်ပေါ်ကြီးကိုထောက်ခဲ့ပေးခဲ့တယ်ပေါ့ထပ်တူထပ်မရဝမ်းနေပါလေလို့ပြောချင်ပါတယ် ရိသက်ကြီးအခုဆိုရင်တင်စားပြတ်တာပေးခဲ့တာတွေကတော့ပြန်လဲထူထောင်ရေးပြုလုပ်နေတဲ့မြင်ကွင်းတွေကိုတင်စားပြတ်တာပေးခဲ့ပဲဖြစ်ပါတယ်သူတို့လည်းအရန်နေပြင်ပန်းနေပါရှင်အခုဒီထဲမှာဆိုရင်ဒီဥစ္စာတွေစေယုံမှာဆိုရင်ဒါမကယ်ထုတ်နိုင်သေးတဲ့ဒီယုံနောက်တွေအများကြီးလဲတွေ့ရပါရှင်ရန်ဟိုဒီတဘာဝဘေးတံအားပေါ့နော်ရန်ဟိုဆိုးတဲ့အတွက်ကြောင့်ရန်ဟိုလည်းစိတ်မကောင်းဖြစ်မိပါရှင်ဒီတဘာဝဘေးတံမှာဒီဆုံးရှုံးသွားတဲ့အသက်တွေအတွက်ကောအရန်ကိုရင်ထဲမှာဝမ်းနေရပါရှင်အခုလိုမျိုးတဘာဝဘေးကြီးလဲအမြန်ဆုံးပြီးဆုံးပါစေလို့ဆုတောင်းပေးပါရှင်ဒီ ဟိုဆိုရှုံးွားတဲ့ဒီအသက်တွေအားလုံးအတွက်ကိုလည်းစိတ်မကောင်းဝမ်းနေရပါတယ်လို့တင်စားပြောချင်ပါတယ်ရှင်။